ားလုံးပဲမင်္ဂလာပါအမရဲ့ blog ခရီးရတယ်အမပြန်လဲချွတ်ချလိုက်ပါတယ်အခုတော့အမ break ပေါ့နော်သွားခဲ့တဲ့ Japan break ကိုသွားခဲ့တဲ့ blog ကလေးကိုတင်ပြလိုက်ပါတယ်ရှင် break ဆိုတာကဒီနိုင်ငံမှာအမတို့တိုင်းပြည်နဲ့တော့ရန်ကြီးရင်းနှီးတဲ့ဇာတ်ရောမဟုတ်ဘူးပေါ့နော်ဒီနိုင်ငံမှာတော့ဆမားရောက်ပြီဆိုရင်နေရာပေါင်းစုံနေ့ဒေသပေါင်းစုံမှာ break ပေါင်းစုံရှိတယ်ပေါ့နော်ဥပမာအခုနဲ့ဒီကဒီနေ့အနည်းဆုံးကိုပြောရမယ်ဆိုရင်တော့ အာစိတ်ချိန်ချည်တယ်သူဆိုရင်လည်း break လုပ်တယ်ပေါ့နော်အမတို့ဒီနာပတ်ဝန်းကျင်မှာလုပ်ဖို့ရှိတယ်ပေါ့နော်ဒါကဒီ Japan break ဆိုတာလည်းမဟန်တန်မှာလုပ်တဲ့ပွဲပါတကယ်ကိုပွဲကြီးလို့ပြောလို့ရရယ်ပေါ့နော် break တခါလုပ်ရင်ပတ်စံတော်တော်ကုန်မဲ့ပုံမှာပဲဘာလို့ဆိုတော့အများကြီးပဲလူတွေလည်းအာ follow ပါလဲပါဝင်ရတဲ့ volunteer တွေလည်းအများကြီးပဲဖြစ်တယ်လို့ပါဝင်ရတဲ့အဖွဲ့အစည်းတွေအများကြီးပဲလုပ်တဲ့နေအဖွဲ့အစည်းရဲ့ organization မှာဖြစ်ဖြစ်ဒါဆိုဂျပန် government ကလုပ်တာပေါ့နော် အဖွဲ့အစည်းရဖြစ်ဖြစ်အကုန်လုံးကပတ်စံတော်ကုန်ကြပါတယ်။ဟိုကြည့်လို့လည်းကောင်းတယ်ပေါ့။ MR print ကြည့်ရအရင်ကြိတ်ပါတယ်။ဒါက MR တို့ရောက်တုံးကရောက်ခါစားတော့ကနယူးယောက်ကိုရောက်ခါစားတော့သွားကြည့်ဖြစ်ခဲ့တဲ့ print တစ်ခုတွေမှာပါပါတယ်။ MR ကြည့်ခဲ့တဲ့ဒီလိုရောက်ပြီးမှ MR ကြည့်ခဲ့တဲ့ print ဆိုလို့နှစ်ခုပဲရှိသေးတယ်ပေါ့နော်။တခုကဂျပန်ပရိတ်ရဲ့တေချာကိုကောင်းကောင်းထိုင်ဝင်ကြည့်ရတာပေါ့။သူကတခါကြည့်ရင်၃နေနိုင်လောက်ကကြာတယ်ဆိုတော့လုံးဝပွဲတစ်ခုလုံး enjoy လုပ်ရတဲ့ပွဲတွေမှာပါပါတယ်။နောက်တစ်ခုကကျတော့ dancing break ပါ။ သူက dance party လုပ်တဲ့ဟာပေါ့နော်အဖွဲပေါင်းစုံခန္ဓာပေါင်းစုံက dance တွေကလာပြီးတော့ကကြတာအဲ့နီးကမိုးရွာနေတော့အရန်ဖြော်ဖို့ကောင်းတယ်ဗီဒီယိုတော့မရိုက်ဖြစ်ခဲ့ဘူးပေါ့လေအမှအဲ့ဒါကို enjoy လိုက်လို့နေတာနဲ့ပဲအရန်ဖြော်ဖို့ကောင်းပါတယ်ဒီ break လေးကကြတော့ဂျပန်ရဲ့ culture ကိုပြတဲ့ break ပါအမေရိကန်မှာဂျပန်က သူတို့နိုင်ငံရင်ကျေးမှုတွေသူတို့နိုင်ငံထုံးတန်းစင်လာရေးနောက်ပြီးတော့သူတို့နိုင်ငံမှာထင်ရှားတဲ့ character တွေကိုပြတာပေါ့เนาะဆိုတော့ Naruto တို့ဘာလို့လဲလာပါတယ်အရန်ပြောဖို့ကောင်းပြီးကြည့်လို့ကောင်းတယ်ပေါ့เนาะဆိုတော့အဲ့တုန်းကတော့ Emma က blogger လုပ်မယ်လို့စိတ်ကူးထားတဲ့လူလည်းမဟုတ်တဲ့အတွက်ရိုက်ရတာလည်းအာအဲ့တုန်းကဒီတိုင်းပဲအပျော်သဘောရိုက်ထားတာဆိုတော့ video ကအရန်ကြီးတော့ quality မကောင်းနေဘူးလို့မြင်တယ်ပေါ့เนาะဆိုတော့အဲ့တုန်းကတော့ပြီးတော့နောက်တစ်ခုကလာကြည့်ရဲ့ပြည့်သက်ကလည်းအရန်များတယ်ဟိုဘက်ကဒီဘက်ကအပြည့်ပဲဆိုတော့ အဲ့နေရာရဖို့အရေးတော်တော်လေးကိုယူပြီးရိုက်ရတာဆိုတော့လေဟိုဗီဒီယိုကတစ်ချာထင်းထင်းဝါးဝါမမြင်နေရတော့ဒါပေမဲ့အမှတ်တရနိုင်တဲ့အမှတင်ပြလိုက်ပါတယ်ပြဒီအခုအခုပြနေတဲ့ဘုံလေးပေါ့နော်အဲ့ဘုံလေးဖွဲ့ဆိုလဲအရန်မိုက်တယ်ပေါ့အမအဲ့မှာတဘောအဒီလမ်းလျှောက်တဲ့အဖွဲ့ကြီးရဲ့မှာမှာအချိုက်ဆုံးဖွဲ့ရဲ့မှာတခုလည်းပါတယ်သူက main ကလေးတွေကြီးပဲနောက်ပြီးတော့တော်တော်လေးကြောင်တီးတာပေါ့နော်ဒီ Japan culture ဘုံကိုတီးပြသွား music တွေတော့အရန်မိုက်တယ်ပေါ့နော်အဲ့အဖွဲ့ကအမှာတဘောကြတဲ့အဖွဲ့ရဲ့မှာလည်းပါပါတယ် ီးတော့ဒီအနောက်ဘက်မှာဆိုရင်ကလေးတွေအာဒီဂျပန်အမေရိကန်မှာရှိတဲ့ဂျပန်ကလေးတွေပေါ့နော်ဂျပန်ကျောင်းတွေအများကြီးကနေပြီးတော့လာပြီးတော့ပြရတဲ့ဟာကြီးလည်းရှိတယ်အဲ့ဟာဂျပန်တွေကများဂျပန်တွေကတန်ယုံအတိုင်းဝိုင်းနေဆိုရင်သူတို့တိုင်းပြည်က ကြောင်းကိုပဲတက်ကြတာများတယ်ဗောနော်သူတို့တန်ယုံကဖွင့်ထားတဲ့ကြောင်းတွေကိုလည်းတက်တယ်ဥမာကိုကဂျပန်ဂျပန်နိုင်ငံကလာတယ်အမေရိကန်မှာနေတယ်အဖေမင်းအလုပ်ကိစ္စနဲ့လာတယ်ဆိုပါတော့ဂျပန်မိဘရှိတယ်ဆိုရင်ကြတော့အဂျပန်တန်ယုံဖွင့်ထားတဲ့ကြောင်းတွေမှာတက်ကြတာများပါတယ်ဘာဖြစ်လို့ဆိုတော့အမမညီမလေးကအမတို့ဘမပြီကိုလာလေခဲ့တုန်းကသူ့အဖေကဂျပန်ဖြစ်တဲ့အတွက်ဂျပန်တန်ယုံကြောင်းမှာပဲတက်ခွင့်ရခဲ့တယ်ဗောနော်အဲ့ဒါကြောင့်မို့လို့အမသိနေရဗောနော် ဆိုတော့အဲ့လိုမျိုးတွေရှိရတဲ့အတွက်အဲတန်ယုံတွေကဖွင့်ထားတဲ့ကြောင်းအများစွာလည်းလာခဲ့ပါတယ်ဆိုတော့တော်တော်လေးကြည့်လို့ကောင်းပါ MR2 လိုက်ကြည့်ပြီး MR Android လို့ပေးဦးနော် ဒါအခုအမပြောတဲ့ကြောင်းတွေပါကြောင်းပေါင်းစုံအောင်လာတာပါအာတကယ်ကိုဂျပန်နိုင်ငံကဖွင့်ထားတဲ့ဂျပန်နိုင်ငံကဂျပန်ဟိုကနေဖွင့်ထားတဲ့ကြောင်းတွေလည်းပါသလို international ပေါ့နော်ဂျပန်နဲ့ American နဲ့ပေါင်းပြီးဖွင့်ထားတဲ့ကြောင်းတွေလည်းရှိရပေါ့နော်အစုံပါပဲကြောင်းတွေကတော့ तू तू ကတစ်ခုတစ်ခု break တွေရဲ့သဘောတရားကတစ်ခုဥပမာထားပါတော့ကဏ္ဍတစ်ခုထွက်လာပြီဆိုအဲကဏ္ဍတစ်ခုထွက်လာတဲ့အကောင့်စင်ပေါ့နော်အကောင့်စင်ပဲတိုင်းပဲကြောင်းအဲဥမာထားပါတော့ခုနအဖွဲဆိုဘဲအဖွဲဆိုပြီးတော့အဖွဲစီမျိုးစုံကနာမည်တွေသူတို့ရေးပေးထားရတယ်ပေါ့နော် ဆိုတော့အဲ့ဒါကိုကြည့်ပြီးတော့အမတို့သိရတာပါဆိုတော့ဟိုတကယ်လို့ကိုက break ကိုကြိုက်တယ်အာ New York ကိုလည်းရောက်နေတယ်တခြားမြို့တွေနဲ့ US ကိုရောက်နေလို့တခြားမြို့တွေရောက်နေတယ်ဆိုရင်တစ်ခေါက်တစ်ခါတော့သွားကြည့်သင့်ပါတယ်လို့ break တီးရတော့လေ ဒီဖွဲ့ကလည်းအရန်မိုက်ပါတယ်အဓိကတော့သူတို့ကမြားရီပေါ့နော်မြားကြီးရတကယ်ကိုမြားကြီးရအကြီးကြီးပဲအရန်လာတယ်အဒီမြားရီကိုဘယ်လိုပြောလဲပုံဖော်ပြတာပေါ့နော်ဘယ်လိုမျိုးသူတို့လုပ်တယ်ဆိုရင်ဟာဒီပုံဖော်ပြပြတာအရန်ကြီးလို့ကောင်းလဲနောက်ပြီးတော့ဒီအနောက်ကတိုက်ကွန်ဒိုဖွဲ့လည်းအရန်မိုက်တယ်ပေါ့နော်ပရိတ်တွေရသဘောတရားမှာကြတော့သူတို့ဥမာအခုခုနဒီတိုက်ကွန်ဒိုဖွဲ့ဆိုဟိုဘက်မှာအချက်မှာပြပြီးတော့တောက်လျှောက်လမ်းလျှောက်သွားမပြတော့နောက်ထပ်နောက်ထပ်၃လေးဘလောက်လောက်နေမှထပ်ပြီးပြန်ပြီးတော့သူတို့ပြမယ်ဟာပြပေါ့တောက်လျှောက်ကြီးသူတို့အဲ့ အဲအခုတို့စီစဉ်အစီအစီကိုပြနေရမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့ကိုကကြည့်ရတာဟိုတမျိုးလေးပေါ့နော်တမျိုးလေးအာ vibe တမျိုးလေးရတယ်အရန်မှိုက်တယ်ဘရိတ်အမအနေနဲ့တော့ဘရိတ်ကြီးကြည့်ရတာအရန်ကြိုက်တယ်ပေါ့နော် ဒီဟာလေလေဟိုမှာသူတို့အိမ်မော်တက်ကနေပြီးတော့ကြည်နေရုံခမ်းလားအိမ်လားတော့အမှလည်းမသိဘူးသူတို့အပေါ်တက်ကနေကြည်နေကြည်နေတော့သဘောကျတော့အမှရိုက်ထားတာပေါ့နော်ဆိုတော့အဲ့လိုမျိုးအခန်းနေရနေပြီးတော့လည်းထွက်ပြီးကြည်ကြရကိုတော့စဉ်းစားရအာငါမဟန်တမှာနေလို့အဲ့လိုအခန်းနေမှာဆိုရင်ငါသွားပြီးတကူးကလာထိုင်ကြည်နေစရာမလိုဘူးပေါ့ဒီမှာဒီမှာနေငါကြည်လို့ရတယ်ဆိုပြီးတော့လေ သဘောကျစရာကောင်းပါတယ်ဆိုတော့များသောအဖြစ်မဟန်တာမှာဆမ်းမရောက်ပြီဆိုရင်ပရိတ်ပေါင်းစုံရှိရဲအဲဥပမာနမူနာပြောပြရမယ်ဆိုရင် Christmas ဆိုရင်လည်း Christmas parade တွေရှိသလို Thanksgiving ဆိုရင်တော့ Thanksgiving ကအရင်လာတယ်အမှလည်းတစ်ခါမှမရောက်ဘူးသူတော့ချစ်ချင်တာပေါ့နော် Macy ကနေကြီးမှုချင်းပါတယ်နှစ်ပေါင်းတော်တော်ကြာပြီလောက်တာပေါ့နော်ကြီးမှုချင်းပါတယ်ဒီ Thanksgiving parade ရှိအဲ့ဒါလည်းအရင်လာတယ်ပေါ့နော်တကယ်ကိုပတ်စံငွေကြေးကုန်ကြခံပြီလောက်တာပေါ့နော် ဆိုအဲ့လိုမျိုးပွဲတွေရှိတယ်။နောက်ပြီးတော့ခုနအမပြော dancing parade တွေရှိတယ်။လုပ်တဲ့နေရာတွေတော့အတူပေါ့နော်တစ်ခုနဲ့တစ်ခုလေးနော်။ဥပမာ Halloween ဆို Halloween parade တွေရှိတယ်အစုံပါပဲ။ကိုကအဲ့ bear parade ကိုကြိုက်လဲကိုကဘယ် thing နဲ့ကလဲအဲ့လိုမျိုးကြိုက်တယ်ဆိုရင်ကိုကသွားပြီးတော့ enjoy လုပ်လို့ရတယ်ကြည့်လို့ရပါတယ်။တဘောကြပေါ်ရန်ကောင်းတယ်ပေါ့နော်ဒါအမပထမဆုံးရောက်ခဲ့တဲ့ပွဲလေးလေးဖြစ်တယ် break ကိုပထမဆုံးခန်းစားထိတွေ့ခွင့်ရတဲ့ break လေးဖြစ်တော့အမတဘောကြလို့ရိုက်ထားတာပါဗီဒီယိုလောက်တာလဲကြာနေပြီပေါ့လေလိုက်ပြီးတော့ခန်းစားကြည့်ပါဦးနော် ကဲကဲအခုတော့ဆရာကြီးလာပြီပေါ့နော်ဆရာကြီးလာပါပြီဆရာကြီးလာတော့ဝိုင်းမီးအားပေးကြတာပေါ့နော်များသောအဖြစ်လဲကဝိုင်းမီးအားပေးကြတယ်ဆရာကြီးလည်းဆရာကြီးတွေကလည်းအမှတခါတည်းဟိုဟန်ရေးပြကြတယ်ပေါ့လေအမှတော့ငကိုတွေကတော့ဒီဘယ်လိုပြောမလဲဂျပန်နေရဲ့ဟွာကိုတော့တိတ်ပြီးအနီမေးတော့တိတ်ကြိုက်တယ်လို့မဟုတ်တော့ဘယ်ကရိုက်တာတွေကဘာကြီးလဲဘာကြီးလဲဆိုတော့ကိုတိတ်ချတော့အတိအကျမသိတော့နာမည်တော့မရွတ်ပြတော့ဘူးပေါ့နော် ဆိုတော့ကြိုက်ကြိုက်တဲ့ anime တွေကြိုက်တဲ့လူတွေကတော့သဘောကျကြမယ်လို့ထင်ပါတယ်ပြီးတော့နောက်တစ်ခုက too deep break မှာဆိုရင် Japan break မှာဆိုထူးခြားတာတစ်ခုရှိပါတယ်အဲ့ဒါကကြတော့ဗာလဲဆိုရင်သူတို့ကန်ဆယ်မဲ့ဖောက်ပေးတာပေါ့နော်ကန်ဆယ်မဲ့ဖောက်တဲ့ခံနေရာတွေရှိတယ်ဈေးရောက်တဲ့နေရာတွေရှိတယ်အဲ့ဈေးရောက်တဲ့နေရာမှာကန်ဆယ်မဲ့ဖောက်ပေးပါတယ်အဲ့ဒါကတော့ဂျပန်ကနေပြီးတော့ US ကနေဂျပန်ကိုသွားတဲ့လေးလက်မှတ်ခအသွားအပြန် တချောင်းစာကိုအမြင့်ဆုံးစုအနေနဲ့ပေးရတခြားသော first bright တွေ second bright တွေလည်းရှိရပေါ့နော်ဆိုတော့ကိုကတကယ်လို့သွားပြီးတော့အမအဲ့နေရအဲ့ဒါကိုမသိလိုက်ဘူးပေါ့နော် cancel မသွားနှမ်းမသိလိုက်ဘူးကွာအရန်နစ်နာသွားအရန်အရန်နစ်နာသွားပေါ့နော် သွားမယ်လို့လုပ်လိုက်တဲ့အချိန်မှာလက်မှတ်ကကုန်သွားပြီဆိုတော့အမှဘာမှလုပ်လို့မရလိုက်ဘူးပေါ့နော်အဲ့လိုမျိုးလေးလည်းရှိပါတယ်ဆိုတော့တကယ်လို့ကိုကသွားမယ်ဆိုရင်အဲ့လိုမျိုးလေးသွားကြည့်ကြည့်ပါလို့သွားပြီးတော့ကန်ဆယ်မနှိုက်တာကြီးကိုယ့်ရဲ့ကန်ဆယ်မမြင်ရဘူးလေနော်ကန်ဆယ်မနှိုက်တာကြီးကသွားလှုပ်ကြည့်ကြည့်ပါလို့ပြောချင်ပါတယ် using Advil and the leaf. This it. is what we Go need. ဒါကတော့အမပြောတဲ့ပေါ့နော်ဈေးရောက်တဲ့နေရာပေါ့နော်အဲ့မှာဆိုရင်တခြားဂျပန်က organization ကိုနေရာလဲလာပြီးတော့သူတို့ organization အကြောင်းရှင်းပြတာမျိုးတွေအတန်းတွေရှိရဆိုအတန်းတွေရှင်းပြတာမျိုးတွေအစုံရှိပါတယ်အမှန်တော့ဒီဟာကြီးကဖွင့်ထားတာမနေ့ထဲကဖွင့်ထားတာပေါ့နော်အမကဘရိတ်ကိုအစဆုံးသွားကြည့်လိုက်တော့အမရောက်တဲ့ချိန်ကခုနကဘရိတ်ကဆင်းလာတဲ့လူကြီးကလည်းအယမ်းများနေရဲ့အာ crowd ရမ်းဖြစ်သွားပြီပေါ့နော်စောင်းဆိုင်နေရတယ်အကုန်ပြည့်သွားတော့အမဘာမှလည်းဝယ်မစားလိုက်ရ ပြီးတော့တစ်ကက်တွေလည်းအမှကန်ဆယ်မတစ်ကက်တွေလည်းအမှမနိုင်လိုက်အောင်ပေါ့နော်အရန်နစ်နာသွားရယ်ပေါ့နော်နောက်တစ်ခါတကယ်လို့ဥမာကိုကဖရိတ်သွားချီတော့မယ်အခုလိုဂျပန်ပွဲတွေမှာဆိုရင်ဒီလိုမျိုးဇီးရောင်းတဲ့ဟာတည်တန့်ရှိတယ်ဆိုရင် အရင်သွားလိုက်ပါ and join လုပ်လိုက်ပါပြီးသွားမှ guna break ကိုသွားပြီး join လုပ်ပါလို့အမဘက်ကနေပြီးတော့ recommendation ပေးချင်ပါတယ်အဲနောက်တစ်ခုကဒီလို street fair တွေမှာသွား and join လုပ်ရလဲအရင်ပြောမှုကောင်းပါတယ်ဈေးလေးတွေလည်းအရင်ကြီးမကြည့်ဘူးနောက်ပြီးတော့တကယ်တကယ် authentic ပေါ့နော်ဒီနိုင်ငံမှာကြစောက်ဆိုင်တစ်ခုဖွင့် authentic ကအရင်ရှားပါတယ်ဟုတ်မှာအဖြူတွေအကြိုက်လုပ်ထားပေးရဆိုတော့ထိုင်းဆိုလဲထိုင်း authentic အရှားသာမရတော့ဘူးပေါ့နော် မရတော့ဘူးအချိုကြီးများနေတယ်တရုတ်စာဆိုလဲတရုတ်စာအလျောက်စားလို့မကောင်းဘူးပေါ့နော်ဆိုတော့အမားတို့ပါဇက်အနေနဲ့ပေါ့အရှန်ပါဇက်အနေနဲ့အဖြူတွေပါဇက်အနေနဲ့တော့စားကောင်းပါလားဆိုတော့အဲ့ဒါမျိုးဖြစ်တဲ့အတွက်ဒီလိုမျိုးဒီလိုမျိုး culture မှာလာရောက်တဲ့လူတွေကြောင့်တကယ် authentic ကြီးရောက်လာများရဲ့ပေါ့နော်ဆိုတော့များတော့အဖြစ်ဆိုင်နေရအဲ့လိုကိုကကြိုက်တဲ့တဲ့ဆိုရင်တော့တွားပြီးတော့ enjoy လုပ်တာပိုပျော်ဖို့ကောင်းပါတယ်အဲ့နေက street fair ကလည်းအရန်ပျော်ဖို့ကောင်းတယ်အခုခုနပြောတဲ့အမားပြောတဲ့ အာဟိုလက်မှတ်ပေါ့နော်ကက်ဆက်မဲ့လက်မှတ်ပေးရတယ်ဒီညဒီဒီထဲမှာလက်မှတ်ပေးတာပါအဲ့ဒါကိုအမမသိပဲမနိုင်မနိုင်မိလိုက်တာပေါ့နော်ဆိုတော့ဟိုတော်တော်လေးတော့ဟိုဟာဖြစ်တာပေါ့နော်ဆိုတော့ဟို နှစ်မျိုးအရန်ကောင်းသွားတယ်ပေါ့နော်ပြီးတော့အခုလိုမျိုးဟိုစိုင်းနေရလဲလုံးဝတန်းစီနေရဆိုတော့စားကျင်နေဆိုရင်အစောကြီးသွားစားလိုက်တာပိုကောင်းတယ်ပွဲပြီးမှသွားစားရင်အခုလိုမျိုးအရန်ကြီးတန်းစီနေရတော့တစ်ခုတစ်ခုဘူးတစ်ခုတစ်ခုရောက်ဖို့တော့မနေတန်းစီရပြီးစားအစားတော့တစ်ခုစားဖို့တော်တော်တန်းစီရအခုတောင်အခုအမရိုက်ပြနေတော်တော်တန်းစီနေရပေါ့နော်ဆိုတော့မစားလိုက်ရဘူးပေါ့နော်အဲ့ဟာလေးလဲအမဟို recommend လုပ်ချင်ပါတယ်နောက်ခါသွားမယ်ဆိုဘရိတ်ကြီးသွားမယ်ဆိုရင်အရင်ဆုံး swift fare ကို sweet food တွေကိုအရင်သွားစားလိုက် enjoy လုပ်လိုက်ပြီးတော့မှသွားပြီးဟိုမှာသွားပြီး break မှာသွားကြည့်ပေါ့နော်မှာ break က3-4နာရီ ောက်ကြတာဆိုတော့အဲ့လိုကပုံကြီးအဆင်ပြေမယ်ပရိတ်ပြီးမှဆိုရင်ခုနပရိတ်ပြီးရဲ့လူရဲတဟုံတို့ဆင်းချလာတယ်ခုနဒီ street food မှာရှိနေရဲ့လာပြီး enjoy လုပ်နေရဲ့လူရဲလည်းအများကြီးဆိုတော့ဘယ်နေရာမှာတိုးလို့မရတော့ဘူးပေါ့လူတွေကအခုလိုပဲမြင်တဲ့အချိန်မှာဟိုအပြစ်ကိုတန်းစီနေရတာပေါ့နော်ဆိုတော့ကဲအခုလိုအမဗီဒီယိုလေးလိုက်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်တကယ်လို့2025မှာ အာဒီဂျပန်ပရစ်ကိုတက်ကြည့်ချင်နေဆိုရင်လေမေလမှာလောက်မှာဖြစ်ပါတယ်အမှားလဲအမှားအခုနောက်ဆုံးဟာလေးကိုတင်မိထားပါတယ်ပေါ့နော်နောက်ဒီဗီဒီယိုရဲ့အဆုံးလေးမှာတင်မိထားပါတယ်ကဲလို့နယူးယောက်မှာရှိနေရဲ့ကို့အတွက်အချိန်အဲ့အချိန်ကအချိန်လဲ free ဖြစ်နေတော့သွားပြီး enjoy လုပ်ပါလို့ပြောချင်ပါတယ်အမှားတို့ဒီပြောရအောင်နိုင်ငံတကာမှာရောက်နေတဲ့လူတော်တော်များအလုပ်ရဲ့အရေးအများကြတယ်လीနော် ဒါကြောင့်မို့လို့ဒီလိုမျိုး enjoy လုပ်တဲ့ပွဲလေးတွေ culture လေးတွေဆိုတော့လှိလာပါသွားပြီး enjoy လုပ်ပါအလုံးဝအလုပ်ရဲ့အရင်အကြောင်းရယ်ပဲမလုပ်ကြပါနဲ့အဲ့ဒါကိုယ့်ရဲ့ဘဝတ္တတွေကိုပိတ်လောင်ထားသလိုပဲဖြစ်သွားတတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့သွားပြီး enjoy လုပ်ကြပါသွားပြီးကြည့်ကြပါလို့အမတော့ recommendation ပေးခြင်းပါတယ်ကဲအမဗီဒီယိုကြိုက်တယ်ဆိုရင်လည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်အမနောက်ဗီဒီယိုမှာတစ်ချက်ကောင်းတဲ့ဗီဒီယိုလေးလုပ်ပြီးပြန်တွေ့ပါအောင်မယ် bye bye